မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှဖျားစမ်းပါစေဖို့ဆုတောင်းမေတ္တာပို့သလိုက်ပါရယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်းသတင်းတိုင်ချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ရှင်ကျွန်မကတော့အစီအစဉ်တင်ဆက်သူစင်စင်ပါ မဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အမျိုးသားညီညွတ်ရေးအစိုးရက25နှစ်မြောက်ကယန်းမျိုးသားနေ့လို့တဝင်သွားပြီးပို့ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရကဧပြီလ10ရက်မှာကြာရောက်တဲ့25နှစ်မြောက်ကရမ်းမျိုးသားနေ့သို့တဝင်လာပြပို့ခဲ့ပါတယ်။ခေတ်ဆက်ဆက်အမျိုးသားရေးစိတ်တက်ကိုမြန်မြန်စွာဆွဲကင်ပြီးတိုင်းပြည်တိဆောက်ရေးမှာတက်ကြွစွာပါဝင်ခဲ့ကြတာကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အတိမတ်ပြုဂုဏ်ယူဝမ်းမြောက်ကြောင်းမှတ်တမ်းတင်အပ်တယ်လို့ဖော်ပြထားပါတယ်။ ဆရာနာရှင်များရဲ့အကြံဖတ်ဖိနှိပ်မှုများကိုနှစ်ပေါင်းများစွာပြင်းပြင်းထန်ထန်ခံစားခဲ့ရတော့လေအမျိုးသားလူမျိုးရင်းနဲ့တန်းတူညီမျှရေတို့အတွက်မြန်မာတနိုင်ငံလုံးကိုပြည်သူများနဲ့အတူယနေ့ပြည်သူ့ຫນွေဦးဒေါ်လာရင်းမှာစူးစီးတိုက်ပွဲဝင်လျက်ရှိတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကရန်မျိုးသားများအားလေးနက်စွာအတိမတ်ပြုတယ်လို့ဆက်လက်ဖော်ပြထားပါတယ်ရှင် ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့မလအတွင်းစစ်ပေးဆောင်ပြည်သူ2သိန်းကျော်ကိုလူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်တန်း960နီးပါးကုညီထောက်ပံ့ပေးနိုင်ခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်내ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကမလအတွင်းလူသားချင်းစာနာမှုအကူအညီငွေချက်တန်း960နီးပါးကိုအမှန်တကယ်အကူအညီလိုအပ်နေသူတွေထံကိုပံ့ပိုးပေးနိုင်ခဲ့တယ်လို့သိရပါဗျ။တော်လန်ပြည်သူတွေရဲ့ပြည်သူ့မှပြည်သူတို့အလူငွေဖြစ်တဲ့ငွေချက်959တသမ6တန်းကိုနေရက်ဆုံးခွာထွက်ပြေးတိတ်ဆောင်သူစစ်ပေးဆောင်ပြည်သူ 2856ဦးရဲ့အရေးပေါ်စာနယ်ရိက္ခာအတွက်ငွေကျပ်496တသမ3တန်းထိထိတိုက်ပွဲတွေမှာကြဆုံးခဲ့ရတဲ့သူရဲကောင်းပြည်သူ135ဦးနဲ့ထိရိုက်ဒဏ်ရာရရှိသူ469ဦးတို့အတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်31တသမ6တန်းတို့ကိုပံ့ပိုးပေးနိုင်ခဲ့တယ်လို့သိရပါဗျ။ ဒါအပြင်နိုင်ငံရေးအကျဉ်းသားတွေနဲ့မိသားစုဝင်တွေအတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်2.5တန်းတဘာဝဘေးအန္တရာယ်ထိခိုက်ခံစားရသူတွေအတွက်ငွေကျပ်25.3တန်းထိခိုက်လွယ်ပြည်သူတွေနဲ့မိသားစုတွေအတွက်ငွေကျပ်1.3တန်းအထွေထွေလူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်2.8တန်းတို့ကိုလည်းပံ့ပိုးပေးခဲ့လို့သိရပါဗျ။လူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နမ်ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝင်ကြီးဌာနရဲ့မလတလအတွင်း ပံ့ပိုးပေးနိုင်ခဲ့မှုအခြေအနေတွေကိုအစီရင်ခံတင်ပြပြီးတော်လိုင်းရေးလေးနဲ့ကြော်ကာလအတွင်းတော်လိုင်းရေးအောင်မြင်နိုင်ရေးကိုသာရှေ့ရှုပြီးအဖက်ဖက်အကြက်တဲတွေကြားမှကြံကြံခံကပါဝင်တော်လိုင်းနေတဲ့ပြည်သူတအူးချင်းစီတိုင်းရဲ့လှုပ်ဆောင်ချက်တွေနဲ့ထားရှိတဲ့စိတ်ဓာတ်တွေကိုလေးစားဂုဏ်ယူမိတယ်လို့ပြောဆိုထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကျန်းဖက်စစ်တပ်ကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်မုံငွေတွေကိုထိမ့်ချုပ်ပြီးတော့စီးရေးအကျန်းဖက်မှုတွေကျူးလွန်မှာကိုစိုးရိမ်နေရတယ်လို့ဒေါက်တာဝင်းမြတ်အေးကနိုင်ငံတကာပါလီမန်များညီလာခံမှာပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ အကြံဖတ်စစ်တပ်ကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရမုံငွေတွေကိုထိန်းချုပ်ပြီးစီရေးကြံဖတ်မှုတွေကျွလွန်မှာကိုစိုးရိမ်နေရတယ်လို့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဒေါက်တာဝင်းမြတ်အေးကနိုင်ငံတကာပါလီမန်များညီလာခံ Gender Debate အစီအစဉ်မှာပြောကြားလိုက်ပါတယ်။ ဆိုရတဲ့အဖြစ်ဆိုးကြီးနဲ့ရင်ဆိုင်ရချိန်မှာပေးနိုင်တဲ့ data တွေကိုအရေးပေါ်ကူညီတွေဆောင်ရွက်နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ EAO တွေကအပြစ်ခတ်ရစဲရေးကြေညာခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲအာဏာသိမ်းစစ်ကောင်စီဟာနိုင်ငံတော်ရှိအရသားများကိုပြစ်မှတ်ထားကတပတ်အတွင်းမြို့နယ်32ခုမှာလေကြောင်းတိုက်ခိုက်မှု63ကြိမ်ပြုလုပ်ခဲ့ပြီးငလျင်လောက်ခတ်မှုတံခံခဲ့ရတဲ့ data များမှလည်းပါဝင်ပါတယ်။ ကယ်ဆယ်ရေးနဲ့အကူအညီများပေးအပ်နိုင်ရန်အရေးပေါ်တုံ့ပြန်မှုများပြုလုပ်လျက်ရှိပါတယ်။နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်မုံငွေကိုစစ်တပ်ကထိန်းချုပ်ပြီးနောက်ထပ်စီရေးကြမ်းဖက်မှုကိုဆက်လက်ကျူးလွန်မိလားဆိုတဲ့စိုးရိမ်မှုများစွာရှိနေပါတယ်။ကျွန်တော်တို့အနေနဲ့ဒီလိုခွင့်မပြုနိုင်ဘူးလို့ဒေါက်တာဝင်းမြတ်အေးကပြောကြားခဲ့ပါတယ်။အကြံဖတ်ဆေးအုပ်စုကငလင်လောက်ခတ်မှုဖြစ်ပေါ်ခဲ့တဲ့မလာ28ရက်နေ့မှာလေချောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်ပြီးကယ်ဆယ်ရေးတွေလှုပ်ဆောင်နေချိန်မှာလည်းလေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေထောက်လျှောက်လှုပ်ဆောင်နေရပါ မြန်မာနိုင်ငံမှာနေနေကြအနာသိယူထားစဉ်ဆက်အနာရှင်များကအရက်သားများကိုဆက်လက်တပ်ဖြတ်နေကြောင်းအဲဒီစစ်ကောင်းဆောင်တွေဟာအပြစ်ပေးခံရခြင်းမှခင်းလွန်နေတဲ့အတွက်ပြည်သူများရဲ့အသက်အိုးအိမ်စီးဆိမ်တွေကိုအဆက်မပြတ်ဖျက်ဆီးနေရကြောင်းလူမှုရေးတရားမျှတမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအကြီးအကျယ်ထိခိုက်ခဲ့ပြီးနေရအနှက်နေရဆုံးခွာနေရမှုစီးပွားရေးအကျက်တဲမှုတို့ကိုဖြစ်ပေါ်စေခဲ့ကြောင်းရလတ်အနေနဲ့ လူဦးရေထောက်ဝနေပါဟာဆေးရမွေးတည်မှုမြင်းအောင်မှာနေထိုင်နေကြရပြီးလူဦးရေသုံးပုံတပုံကျော်ဟာအခုညီလိုအပ်နေရလို့ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။မလ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်းကြောင့်လူဦးရေ3500နေပါတည်ဆုံးခဲ့ရပြီးလူပေါင်း9000နေပါဒဏ်ရာရရှိခဲ့တာပါ။အသက်ရှင်ကျန်ရင်သူအများပြားကလည်းအမိုးအကစားနဲ့ရိတ်ခါရေနဲ့ဆေးဝါးဆောင်ရှောက်မှုတွေမရရှိဘဲနဲ့လူသားချင်းစာနာထောက်ထားမှုအရေးပေါ်လိုအပ်နေရလို့လည်းထည့်သွင်းပြောကြားခဲ့ပါဗျ။ ဒါအပြင်အကြံဖတ်ဆဲအိုစီရဲ့လေချောင်းတိုက်ခိုက်မှုတွေအပြစ်ခတ်ရဲစဲရေးအတွက်နိုင်ငံတကာအနေနဲ့ထုတ်ဖော်ပြောကြားပေးဖို့အတွက်လည်းမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က General Debate ကနေတောင်းဆိုလိုက်ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အင်တော်မျိုးကို၈လကျော်အကြာတိုက်ခိုက်ပြီးနောက်အပြစ်သက်သိမ်းပိုက်ရရှိခဲ့ပြီလို့ကာကွယ်ဝင်ကြီးဌာနထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ တင်းတောင်မျိုးကိုရှစ်လကျော်အကြာတိုက်ခိုက်ပြီးနောက်အပိသက်သိမ့်မတ်ရရှိခဲ့ပြီးဟောင်းဝဲစွာနှစ်လက်120မမနှစ်လက်အပါအဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခရယံမီကြောင့်အမြောက်အပြားသိမ့်ပိုက်ရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဧပြီလ10ရက်မှာဖော်ပြထားပါတယ်။တင်းတောင်မျိုးကိုအမတ်တစ်စစ်ဒေတာရဲ့အစီအစဉ်နဲ့ရှစ်လကျော်ကြာတိုက်ခိုက်ပြီးတဲ့နောက်ဧပြီလ9ရက်ညပိုင်းမှာအပိသက်သိမ့်မတ်ရရှိခဲ့ပြီးတင်းတောင်မျိုးသိန်းစစ်စင်ရေးက ရက်ရှည်တိုက်ပွဲတစ်ခုဖြစ်ပြီးအကြံဖတ်စစ်ကောင်စီတပ်များအနေနဲ့စစ်ကိုမရရှိခြင်းမြေပြင်မှလက်နက်ရိက္ခာထောက်ဖို့ဆောင်ရွက်နိုင်မှုမရှိခြင်းထိခိုက်သေးဆုံးများပြားခြင်းတို့ကြောင့်တော်လိုင်းတပ်ဖွဲ့များရဲ့ဖိအားကိုရေရှည်တောင်းခံနိုင်ခြင်းမရှိတော့ဘဲ၎င်းတို့နောက်ဆုံးအခြေပြုရာ ဂျပန်လိုင်ကူမှဂျပန်စစ်တပ်ရဲ့တပ်မမှုဦးဆောင်တဲ့အဖွဲ့ကစခန်းကိုဧပြီ9ရက်ည9:00နာရီမှာဆုံးလွန်ဆုတ်ခွာသွားတယ်လို့ဖော်ပြထားပါတယ်။အင်တော်မျိုးကဂျပန်စစ်ကောင်စီရဲ့တပ်မခွန်ခွန်ရှင်းရန်ဌာနချုပ်အခြေပြုအမျိုးဖြစ်ပြီးတပ်မမှုကိုယ်တိုင်ကုတ်ခဲတာလည်းဖြစ်ပါတယ်။အင်တော်မျိုးသိန်းစစ်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တဲစစ်တေတာကုတ်ခဲမှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကကတားခရိုင်အမတ်တဲတရင်အမတ်နှစ်တရင်အမတ်သုံးတရင်အမှန်လေးတရင် ကတာခရိုင်အထူးလှူရှားတက်ခွဲ အမတ်၁အထူးလှူရှားတက်ရင် SR1 အမတ်30အထူးလှူရှားတက်ရင် SR10 ပြည်သူ့ကာကွယ်ရေးအဖွဲ့အင်တော်ပါကာဖပြည်သူ့ကာကွယ်ရေးအဖွဲ့ဗမောက်ပါကာဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာပါကာဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာခရိုင်ပါကာဖအမတ်၄ရွှေဘိုခရိုင်ကွက်ကဲရေးပြုံးလွင်ခရိုင် အမတ်939 913 912တက်ရင်ပြုံးလွင်ခရိုင်အမတ်112တက်ရင် ကျောင်းသားတက်မတော် ABSDF တရင်17 14ကချင်လွတ်လပ်ရေးတက်မတော် KIA တက်မဟာကိုမအထူးစစ်ကြောင်းမွန်းညင်း KPDF ကလေးခရိုင်အမှတ်30တရင် Rocket တပ်ဖွဲ့ Drone ပူပေါင်းတပ်ဖွဲ့ MOD Drone 4 ABSDF K2 SR1 အမှတ်18 49 Drone တပ်ဖွဲ့ကပ်ဘလူခရိုင် Drone တပ်ဖွဲ့ကတားခရိုင်လက်နက်ကြီးအဖွဲ့မြင်းချံခရိုင် Commando တပ်ဖွဲ့တို့ပူးပေါင်းပါဝင်ခဲ့တာပါ ်မြို့သိတိုက်ပွဲကနေဟောင်းဝဲစာနှစ်လက်120မမနှစ်လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခရမ်းမီကြောက်အမြောက်ပြားသိမ့်ပတ်ရရှိခဲ့လို့ဖော်ပြထားပါတယ်ရှင်ဆရာတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ပြည်သူတွေငလင်တန်တင့်နေချိန်မှာအကြံဖတ်စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတွေအုံပြုပြီးတိုက်ခိုက်မှုကြောင့်ရဲသားဖြစ်သူ82ဦးသေဆုံးပြီး62ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင် စကိုင်းတိုင်းကိုဗဟုပြူပြီးမလ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားလုံးပြင်းထန်တဲ့မြေငလျင်ဘေးတံကိုကြုံတွေ့နေရပြီးနောက်ပိုင်းတပတ်အတွင်းအကြမ်းဖက်ဆဲအုပ်စုကလေကြောင်းနဲ့နဲ့ကြီးတွေနဲ့တိုက်ခိုက်မှုစုစုပေါင်း62ကြိမ်ပြုလုပ်ခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ဝင်ကြီးဌာနကဧပြီလ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ အချမ်းဖတ်ဆက်ကောင်စီရဲ့လေချောင်းနဲ့လက်နက်ကြီးအုံဖြူပြီးတိုက်ခိုက်မှုကြောင့်အသက်18နှစ်အောက်ကလေးငယ်6ဦးနဲ့မျိုးသမီး30ဦးအပါအဝင်အရသာဖြစ်သူ82ဦးသေဆုံးခဲ့ရပြီး62ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်အခုလိုတိုက်ခိုက်မှုတွေထဲမှာငလင်ဘေးတံကိုအဆိုးရွားဆုံးခန်းစားခဲ့ရတဲ့သခိုင်းတိုင်းအတွင်းတိုက်ခိုက်မှု18ကြိမ်နဲ့မန္တလေးတိုင်းအတွင်း18ကြိမ်ပါဝင်ခဲ့တယ်လို့ဖော်ပြထားပါရယ် အရေးချက်လက်တွေကမလ28ရက်နေ့နေ့လယ်တနာရီမှဧပြီလ10ရက်နေ့နေ့လယ်2နာရီအထိလူ့ခွင့်ဆိုင်ရာဝင်ကြီးဌာနကအတည်ပြုရရှိထားတဲ့အချက်လက်တွေဖြစ်ပြီးမြေပြင်မှာအခုထပ်ပုံများပြနိုင်တာထပ်တိုးဆင်းနေလည်းရှိနိုင်တယ်လို့ဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြံဖက်စစ်တပ်ကဝင်းတုံမြို့နယ်နန်းခမ်းကျေးရွာတိုက်နယ်စေုံဤကိုလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ26ဦးသေဆုံးပြီး23ဦးဒဏ်ရာရခဲ့တဲ့တင်မဲ့ဖြစ်ပါတယ်ရှင်။ အကြံဖတ်စစ်တပ်ကသခိုင်းတိုင်းကောလင်းခိုင်ဝင်းတို့မြို့နယ်နှခန့်ကျေးရွာအတွင်းကတိုက်နယ်စေးရုံအနီးကိုမနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူ26ဦးသေဆုံးပြီး23ဦးဒဏ်ရာရရှိခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။သေဆုံးသူတွေထဲမှာကလေးတွေရောမိန်းမတွေရောပါတယ်။တိုက်ပွဲဖြစ်နေတာမရှိဘူး။အဲ့ဒါကိုစေးရုံနာကိုဘုံလာကျဲရတနေ့လေးချိန်အောင်ကျဲချသွားတာလို့သတင်းရင်းမြစ်ကပြောပါတယ်။အကြံဖတ်စစ်တပ်ကနှခန့်ကျေးရွာ ဧပြီ9ရက်မွန်းလွဲ2:50မိနစ်မှာတစ်ချိန်3:00နာရီမှာတစ်ချိန်3:03မိနစ်မှာတစ်ချိန်နဲ့ညနေ6:55မိနစ်မှာတစ်ချိန်စုစုပေါင်း4ချိန်4ချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါအကြံဖက်စစ်တပ်ရဲ့ရှန်တဲလီတပ်ကနေတက်လာတဲ့ Jet Fighter တွေကဘုံးချက်တိုက်ခိုက်သွားတာလို့လဲ Calling Info ရဲ့တာဝန်ရှိသူတို့ကပြောပါတယ် အကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပေါ်တာမရှိဘဲနဲ့အပြစ်ရစဲထားတဲ့ကြေညာပြီးမှအခုလိုပြည်သူတွေကိုပုံကျဲတက်ဖြတ်ခဲ့တာပါအကြံဖတ်စစ်တပ်ကငလင်လောက်ခတ်မှုကြောင့်အပြစ်ရစဲထားတယ်လို့လိမ့်လေကြေညာချက်ထုတ်ပြန်ပြီးမှလေကြောင်းကနေတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့စစ်ကြောင်းထိုးတာတွေကိုမြန်မာနိုင်ငံတော်မှပြုလုပ်နေပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့မလမှာအကျန်းဖက်တပ်ဖွဲ့ဝင်စစ်သုံးပန်းစုစုပေါင်း128ဦးရှိခဲ့တယ်လို့ပြည်သူ့ပန်းတိုင်ကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ ပြီးခဲ့တဲ့မလအတွင်းအကြမ်းဖက်ဆက်ကောင်စီတပ်ဖွဲ့ဝင်အလဲဝင်လက်နက်ချ၁၃ဘန်းစုစုပေါင်း၁၂၈ရှိခဲ့လို့ပြည်သူ့ပန်းနိုင်အဖွဲ့ကဧပြီရှိရမှာထုတ်ပြန်ခဲ့ပါတယ်။ပြည်သူ့ပန်းနိုင်ကကောက်ယူထားတဲ့မှတ်တမ်းတွေအရ၂၀၂၅ခုနှစ်မလအတွင်းအကြမ်းဖက်ဆက်ကောင်စီဘက်မှစစ်သားရဲပြည်သူ့စစ်အဖွဲ့ဝင်၁၂၈ဦးအလဲဝင်လာခဲ့တယ်လို့လက်နက်ချတာနဲ့၁၃ဘန်းဖမ်းဆီးခံရတာတွေအများပြားဖြစ်ခဲ့လို့ဆိုပါတယ်။ အလင်းဝင်လာသူတွေကတော့စုစုပေါင်း68ဦးရှိပြီးအဲ့ဒီထဲမှာစစ်သား62ဦးပါရှိတဲ့အနက်42ဦးမှာစစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့ပြည်သူ့ပန်းနိုင်ငံပြောပါတယ်။ပဲခူးတိုင်းက2ဦး၊ကရင်ပြည်နယ်2ဦး၊ကရင်နီပြည်နယ်5ဦး၊ချင်းပြည်နယ်2ဦး၊မကွေးတိုင်း12ဦး၊မွန်ပြည်နယ်8ဦး၊စကိုင်းတိုင်း10ဦး၊တနင်္သာရီတိုင်း5ဦး၊နေပြည်တော်2ဦးနဲ့မန္တလေးတိုင်းက16ဦးလို့ဖြစ်ပြီးပြည်သူ့စစ်6ဦးကတော့စကိုင်းတိုင်း5ဦးနဲ့မန္တလေးတိုင်းက2ဦးဖြစ်တယ်လို့ဆိုပါတယ်။ စစ်သုံးဘက်ဖမ်းဆီးခံရသူတွေများကတော့စစ်သားစုစုပေါင်း59ဦးရှိပြီးမန္တလေး14ဦး၊ကရင်နီပြည်နယ်9ဦး၊မကွေးတိုင်း3ဦး၊စကိုင်းတိုင်း35ဦးဖြစ်ပြီးတအူးမှာအာရမစစ်သားစုဆောင်ခံရသူတပ်သားတဲ့ဖြစ်တယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့စကိုင်းငလျင်ကြီးအတွက်ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ဖို့ EU ကယူရို7သန်းထပ်မံထောက်ပံ့ပြီးကုလအေဂျင်စီတွေကတဆင့်သာဖြန့်ဖြူးထောက်ပံ့သွားမယ်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ မြန်မာနိုင်ငံမှာမလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ပြင်ရ9တသမ9အဆင့်ရှိစကိုင်းငလျင်ကြီးကြောင့်ထိခိုက်မှုများကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီနောက်ထပ်ယူရို10တန်းကိုထပ်ဆောင်ပံ့ပိုးပေးမယ်လို့ဥရောပသမဂ္ဂ EU ကဧပြီ9ရက်မှာကြေညာခဲ့ပါတယ်။ဒီထောက်ပံ့မှုဟာရေးပေါ်အမိုးကစေဝါကူတာရေးရေးတန်းနဲ့မင်္ဂလာတန်ရှင်းရေးဝန်ဆောင်မှုတွေအပါအဝင် မိသားစုခြေရာခံခြင်းနဲ့ပြန်လည်ပေါင်းစည်းခြင်းတို့ကိုပံ့ပိုးပေးမယ်လို့ဖော်ပြထားပါတယ်။စကိုင်းငလျင်ကြီးကိုပူဇော်ဖို့ဥရောပတမကရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစုစုပေါင်းယူရို73တန်းအထိရောက်ရှိခဲ့ပြီးဖြစ်ပြီး2025ခုနှစ်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရှာတာချက်ယူရို46တန်းရဲ့တစိုက်တည်းဒေသဖြစ်တယ်လို့သိရပါဗျ။ EU ရဲ့ပထမဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစီမံကိန်းဖြစ် ကိုပင်ဟေကင်ကလည်းရန်ကုန်ကို EU ပိုင်အရေးကြီးသောပစ္စည်း80တန်းကိုတည်ဆောင်လာခဲ့ပြီး UNICEF ကတစ်ဆင့်မြေပြင်ပေါ်မှာဖြန့်ဖြူးပေးနေတယ်လို့သိရပါဗျ။ဒါအပြင်ဥရောပကကျွမ်းကျင်ပညာရှင်12ဦးပါဝင်တဲ့အဖွဲ့နဲ့ EU ဆက်သွယ်ရေးအရာရှိ2ဦးကလူသားချင်းစာနာထောက်ထားမှုမိဖက်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေမြင့်တင်ဖို့မြေပြင်မှာတာဝန်ထမ်းဆောင်နေရလို့ဆိုပါရယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေဘေးကင်းလုံခြုံစွာနဲ့ကန့်တတ်မှုမရှိဝင်ရောက်နိုင်ရေးကိုအမှတ်ကန်ချက်ပေးဖို့နဲ့ပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုအပြည့်အဝလေးစားလိုက်နာပြီးပြည်သူများနဲ့အကူအညီပေးသူများကိုကာကွယ်ရန်အတွက်လိုအပ်သောအစီအမံအားလုံးကိုဆောင်ရွက်ဖို့ EU ကတိုက်တွန်းထားပါရယ်ရှင် ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့နိုင်ငံတကာပါလီမန်များညီလာခံမှာငလျင်ဘေးတင်ပြည်သူများအတွက်ထိတိရရကိုညီနိုင်ရေးအရေးကြီးဆိုဆွေးနွေးရေးမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကကြိုးပမ်းနေတဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ဥဇ်ဘက်ကစ္စတန်ချာကင်မြို့မှာပြုလုပ်နေတဲ့150ကျင်းမြောက်နိုင်ငံတကာပါလီမန်များညီလာခံမှာငလျင်ဘေးတင်ပြည်သူများအတွက်ထိတိရရကိုညီနိုင်ရေးအရေးကြီးအဆိုဆွေးနွေးနိုင်ရေးအတွက်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကကြိုးပမ်းနေရလို့ဖော်ပြထားပါဗျာ။ မကြသေးမီကလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်ငလျင်ကြောင့်ထိခိုက်ခံရတဲ့ပြည်သူများအတွက်ထိရောက်သောနိုင်ငံတကာပံ့ပိုးကူညီမှုများရရှိစေရေးအတွက်အရေးကြီးအဆိုတရက်ကိုအင်းနီချင်းထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့ကတင်သွင်းထားပြီးညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးမှာဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအရေးကြီးအဆိုအားယခုညီလာခံမှာဆွေးနွေးအတည်ပြုနိုင်ရေးအတွက်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကနိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးကကြိုးပမ်းလျက်ရှိတယ်လို့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ထားပါတယ်။ ဒါအပြင်ဘယ်ဂျီယံနိုင်ငံဂျပန်နိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဥရောပပါလီမန်ဒုတိယဥက္ကဋ္ဌတို့နဲ့လည်းတခြားစီတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့လို့ဆက်လက်ဖော်ပြထားပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာငလျင်အတွက်ကနေဒါနိုင်ငံကဒေါ်လာ6သန်းကျော်အကူအညီပေးရသွားမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ မြန်မာနိုင်ငံငလျင်ဘေးအတွက်ကနေဒါနိုင်ငံကထောက်ပံ့ကူညီခြင်းလူသားချင်းစာနာမှုဆိုင်ရာအကူအညီဒေါ်လာ6.85တန်ပေးအပ်သွားမယ်လို့ဧပြီလ9ရက်မှာဖော်ပြထားပါတယ်။လူပေါင်းများစွာအသက်ဆုံးရှုံးစေခဲ့ပြီးအခြေခံအဆောက်အဦများကိုဖျက်ဆီးခဲ့တဲ့2025ခုနှစ်မလ28ရက်ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့မြေလငယ်လင်းကိုတုံ့ပြန်တဲ့အနေနဲ့ကနေဒါနိုင်ငံကအခုလိုထောက်ပံ့တာဖြစ်တယ်လို့ရန်ကုန်မှာရှိတဲ့ကနေဒါတန်ယုံကကြေညာခဲ့တာဖြစ်ပါတယ်။ အထောက်ပံ့တွေကိုအရေးပေါ်စေကူတာမှုဆိုင်ရာဝန်ဆောင်မှုတွေထောက်ပံ့တာအမိုးကအစားအသောက်နဲ့အခြားအရေးပေါ်ပစ္စည်းတွေပေးအပ်ဖို့အသုံးပြုသွားမယ်လို့သိရပါတယ်ရှင်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကျုပ်ကိုတင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။